မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီသမားလာ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းစိုက်ဖြူမြို့နယ်မှာရှိတဲ့အကြမ်းစစ်တပ်အထိုင်းစခန်းနှစ်ခုနဲ့ရဲစခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်တပ်ဘက်ကတေဆုံးထိခိုက်မှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဒီသမားလာ28ရက်နေ့မှာစိုက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ထမကောက်ရွာစစ်တပ်အထိုင်းစခန်း တပောင်းရွာစစ်တပ်အထိုင်တပ်စခန်းနဲ့လက်ဆယ်ရွာရဲစခန်းတို့ကိုတော်လိုင်းရဲတပ်ဖွဲ့များကဘရုံးနဲ့ဘုံသီးအလုံး90ရော့ကတ်များနဲ့60မမလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွဲမှာအကြမ်းဖက်စစ်တပ်အထိုင်စခန်းမှာရှိတဲ့အဆောက်အုံများဂျမ်မာများထိမှန်ပြက်စီးခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြားထိခိုက်သေးဆုံးခဲ့ပြီးအရေအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုစိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP ပကဖာ ပခုတ်ကူခရိုင်အမှတ်လေးတက်ရင်တက်ခွဲသုံးမကွေးတိုင်းပကဖ drone လက်ရုံတက်ဖွဲ့နဲ့တိုင်းငတ်နဲ့စိတ်ဖြူတော်လိုင်းတက်ဦးတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မကွေးတိုင်းဆလင်းမြို့ပေါ်မှာကင်းလက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမိုင်းဆွဲတိုက်ခတ်ရာစစ်တပ်ဘက်ကနှစ်ဦးသေဆုံးခဲ့ကြောင်းဆလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူတဦးကပြောပါတယ်ဒီဇင်ဘာလ26ရက်နေ့ည8:00နာရီ6မိနစ်ခန့်မှာဆလင်းမြို့ပေါ်မှာကင်းလက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဆလင်းမြို့ဈေးတောင်ဘက်လမ်းဆောင်မှာဆလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စလင်းပါကဖမြို့ပြပျောက်ကြားတပ်ဖွဲ့တို့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးပွဲချင်းပြီးတိုက်ဆုံခဲ့ပြီးတော့၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်တော်လိုင်းရဲဘော်များကအကြမ်းဖက်စစ်ကောင်စီတပ်သားများရဲ့လက်နက်များကိုကောက်ယူရန်စူးစမ်းခဲ့တော့လဲစစ်ကူများထပ်မံရောက်ရှိလာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့ဝင်များ ထိခိုက်မရှိဘဲနဲ့စုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုမျိုးတွင်းမျိုးပြင်မြည်သည့်နေရာမှာမစိုးအခွင့်ရေးရရင်ရတယ်လို့အချိန်မရွေးတိုက်ခိုက်သွားမယ်လို့ဆက်လင်းမျိုးနယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်ကြောင်နီမော်ဒေသမှာတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့စစ်တပ်ကနီးနားမှာရှိတဲ့ခြေရွာများကိုမိရှုဖျက်ဆီးနေတဲ့အတွက်ထောင်ထဲချီတဲ့ပြည်သူများဟာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလာ23ရက်နေ့ကနေစတင်ပြီးတော့လောင်းလုံးမြို့နယ်ကြောင်နီမော်မှာရှိတဲ့အချမ်းမစစ်တပ်စခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝေရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီးတော့ ထိတွေ့တိုက်ပွဲများဟာယနေ့အထိကိုဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။အချမ်းမဆက်တဲ့ဟာကြောင်းနီမော်ဒေတာကိုရေချောင်းမှာအသုံးပြုပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းများဇက်တိုက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။ဒါအပြင်ဒဝဲမြေအတွင်းမှာစစ်သင်္ဘောများကလည်းရောက်ရှိနေပြီးတော့တိုက်ရင်အားဖြစ်တင်းမှုအတွက်အဲ့ဒီစစ်သင်္ဘောတွေပေါ်မှာတပ်သားအင်အားအလုံးရဲနဲ့လိုက်ပါလာတယ်လို့သိရပါတယ်။ဒါအပြင်လေချောင်းကနေလည်းဇက်တိုက်ဘုံတွေကျဲချနေပြီးတော့မြေပြင်လက်နက်ကြီးပစ်ကူများနဲ့လည်းဆက်လက်ပြီးတော့တိုက်ခိုက်နေတယ်လို့သိရပါတယ်။ အဲ့ဒီကြောင်းဒီမောဒေတာကိုအကြမ်းဖက်ဆက်တက်ကကြီးရေလေးဆက်ဆက်ရေးနေခုခံတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ် အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာတိုက်ပွဲအတွင်းမှာအထိနာပြီးတော့အနီးနာမှာရှိတဲ့ခြေရွာများကိုမိရှုပ်ဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာကြောင်နေမော်အနီးမှာရှိတဲ့ခြေရွာဆယ်ရွာကျော်ကထောင်ထဲချီတဲ့ပြည်သူများဟာထွက်ပြေးနေရတယ်လို့သိရပါတယ်။စစ်ခွေးတွေမိရှုပ်ပြီးထွက်ပြေးတာတွေတော့ရှိတယ်။အနီးနာကရွာကပြည်သူတွေအကုန်လုံးပြေးနေရပြီးတော့ခြေရွာဆယ်ရွာကျော်လောက်ရှိမယ်ထင်တယ်။ရွာလုံးကျုပ်ကိုပြေးနေရတာအကုန်လုံးနှီးပါမရှိတော့ဘူး။ကြောင်နေမော်နားကရွာတွေပေါ်စစ်ခွေးတွေကအနီးနာကရွာတွေကိုပါစစ်သင်းမော်တွေပေါ်ကနေပြီးတော့လက်နဲ့ကြီးတွေနဲ့ပြစ်နေတာဆိုတော့ ြည်သူတွေရွာလုံးကျွတ်ထွက်ပြေးနေရတာလူဦးရေထောင်ကနန်းလောက်ထိရှိမယ်တိုက်ပွဲကဇက်တိုက်ဖြစ်နေတော့မယ်ဒီနေ့တော့ငြိမ်နေပေမဲ့ပြင်းထန်လာအောင်မယ်ထင်တယ်လို့ဒေတာရင်းတော်လိုင်းရဲ့သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဆယ်လီဖြူဖြူထွေးနဲ့ငွေကျပ်380အကုန်ကျခံပြီးတော့ဆေးပြုတ်စီကြောင်ညာကိုရိုက်ကူးခဲ့ခြင်းဖြစ်ပြီးအဲ့ဒီဆေးပြုတ်စီကြောင်ညာနဲ့ပတ်သက်ပြီးတော့ဘာအကြောင်းအရာကိုမှကြိုတင်သိရှိခွင့်မရခဲ့ဘူးလို့ဟောင်းစုဆေးပြုတ်စီကုမ္ပဏီကဝန်ထမ်းတအုပ်ကရှင်းပြထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ page လေးထောင်ပြီးတော့ကြော်ညာလေးလှုပ်ချင်လို့ဖြူဖြူထွေးကိုကြော်ညာလေးအပ်ခဲ့တာပါ ဇန်ညိုအကြောင်းအရာဗီဒီယိုဖိုင်မူကြမ်းတွေကိုကုမ္ပဏီကိုချုပ်တင်အသိပေးတာမျိုးပြတာမျိုးမလုပ်ဘူးလို့သူတို့ဘက်ကစာချုပ်ချုပ်ထားတာမို့လို့အဲ့ဒီဗီဒီယိုဖိုင်ကသူ Facebook မှာတင်လာမှာပဲဘသူတွေနဲ့ရိုက်ထားတယ်ဘာဝတ်ထားတယ်ဘလို့ဇလန်းမျိုးဆိုတာကိုသိခွင့်ရခဲ့တာပါလို့စေးပြုတ်စီကုမ္ပဏီကဝန်ထမ်းကရှင်းပြထားပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကလူမှုကွန်ရက်ပေါ်မှာဖော်ပြခဲ့တဲ့ဆယ်လီဖြူဖြူထွေးရဲ့ကြော်ညာဟာထိမ့်သိမ်းခံထားရတဲ့အသက်89နှစ်အရွယ်နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုတိတ်တိမ်စေတဲ့စကားလုံးအတုံးအုံများတမင်ရည်ရွယ်ထားတယ်လို့လူ မှုကွန်ရက်အသုံးပြုသူများကြားမှာဖြစ်တဲ့ဝေဖန်မှုများစွာရှိနေခဲ့ပါတယ်။အဲ့ဒီကြော်ညာဗီဒီယိုမှာအဖြူဝက်ဆက်ကိုဝစ်ဆင်ထားတဲ့ဖြူဖြူထွေးကနင်းစီပန်းပန်ချင်းမယ်ရောဟောင်စုဆိုတဲ့အသုံးအနှုန်းကိုထပ်ခါတလဲလဲအသုံးပြုခြင်းနဲ့ခြေကဏန်းပေးတယ်ဆိုပြီးတော့89ဆိုတဲ့ကဏန်းကိုပြောဆိုနေခြင်းများအပြင်ကြော်ညာဗီဒီယိုနဲ့တက်ဆိုင်ခြင်းမရှိဘဲအဲ့ဒီကြော်ညာရဲ့ခေါင်းစဉ်ကိုချန်စီယိုမယ်ရောလို့ထည့်သွင်းရေးသားခြင်းများကိုလည်းပြုလုပ်ခဲ့ပါတယ်။စေးပြုတ်စီကုမ္ပဏီဝန်ထမ်းကပေးလို့ကြီးခွင့်ရခဲ့တယ်။အဲ့ဒီကြော်ညာနဲ့ပတ်သက်တဲ့စာချုပ်မှာ ဖုန်းနဲ့ online video ရိုက်ကူးရမှာရိုက်ကူးမဲ့ဇက်ညောအကြောင်းအရာပါဝင်တရုပ်ဆောင်မဲ့ဇက်ကောင်များနဲ့ရိုက်ကူးထားပြီးတဲ့ video file မူကြမ်းကိုလုပ်ငန်းအနှံသူထံကိုကြိုတင်ပြီးတော့ပြောပြအကြောင်းကြားမှာမဟုတ်ကြောင်းရေးသားထားတာကိုတွေ့ရပါတယ်။ဒါအပြင်အဲ့ဒီစေးပြုတ်စီကြော်ညာကိုဒီဇင်ဘာလ15ရက်အကျော်မှာစတင်ရိုက်ကူးပေးမှာဖြစ်ပြီးတော့အဲ့ဒီ video ကြော်ညာအနိုင်တဲ့သူကတတတာပိုင်ဆိုင်ခွင့်ရမှာဖြစ်ကြောင်းလဲစာချုပ်မှာထည့်သွင်းဖော်ပြထားပါတယ်။သို့တော်လည်းဝေဖန်မှုများကြောင့်အဲ့ဒီဗီဒီယိုဖိုင်ကိုတင်ပြီးနောက်ရက်မှာဖြူဖြူထွေးကလူမှုကွန်ရက်ကနေဖြုတ်ချသွားခဲ့ပြီးတော့အဲ့ဒီဗီဒီယိုကိုဖြုတ်ချလိုက်ကြောင်းကုမ္ပဏီကိုဖုံးဆက်အကြောင်းကြားခဲ့တော့လဲ အစားထိုးဗီဒီယိုရိုက်ကူးပေးမဲ့အကြောင်းနဲ့နောက်ဆက်တွဲတာဝန်ယူပေးမဲ့အကြောင်းအရာများနဲ့ပတ်သက်ပြီးတော့လည်းပြောဆိုခြင်းများမရှိတဲ့အပြင်လက်ရှိအချိန်ထိလည်းကုမ္ပဏီကဖြူဖြူထွေးနဲ့အဆက်အသွယ်လုံးလုံးမရခဲ့ဘူးလို့စေပြုတ်စီကုမ္ပဏီကဝန်ထမ်းကပြောပြထားပါတယ်ဒီဇင်ဘာလ25ရက်နေ့မှာဖြူဖြူထွေးကသူ့ရဲ့ဇန်ညွန်ဆရာဆိုသူနဲ့အတူအဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့မြေသူတအူးတယောက်ကိုမှထိခိုက်နစ်နာလိုစိတ်မရှိကြောင်းနဲ့အယိုးသားဆုံးတရုတ်ဆောင်ကယ်ခြင်းဖြစ်ကြောင်းတောင်းပန်ခဲ့တော်လဲချန်စီယိုမေရော်ဆိုတဲ့ဗီဒီယိုခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ လူတို့ခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုမကြည်ရွယ်ပါဘူးလို့ထက်သွင်းပြောဆိုခဲ့ခြင်းမရှိဘူးလို့တွေ့ရပါတယ်အမေစုဟာ1989ခုနှစ်ဇွန်လကစပြီးတော့စောမောင်ရဲ့စစ်အစိုးရက နေအိမ်အခြေချုပ်ချထားခြင်းကိုခံခဲ့ရပါတယ်အဲ့ဒီနောက်ပိုင်းမှာ1989ကနေ2012ခုနှစ်အထိသူ့အသက်ရဲ့၄ဘုံ၃ဘုံလောက်အခြေချုပ်ကြခံနေရတဲ့အချိန်များမှာပြည်သူများကိုတွေးဆဟောပြောဖို့အတွက်ပါဝါ54ခြံစည်းရိုးအတွင်းကနေပြီးတော့ အခုလိုမျိုးဆယ်စုနှစ်ပေါင်းများစွာဟောပြောခဲ့ရရှာပါတယ်စောမောင်ခစ်ကနေပြီးတော့တန်းရွှေခစ်အတွင်းစစ်အစိုးရသတင်းစာတွေရဲ့အမေစုကိုပုတ်ခတ်ရေးသားတဲ့စောင်းပါတချို့မှာ အကြေချုပ်ကြာခံထားရတဲ့အမေစုရဲ့ခြံစည်းရိုးအတွင်းကနေပြီးတော့ပြည်သူလူထုကိုတွဲဆုံမှုကိုခြံစည်းရိုးမဲတော်လို့စစ်တပ်ကလောင်ရှင်တွေကထက်သွင်းရေးသားလောင်ပြောင်တာမကြာခဏတွေးကြရဘူးပါတယ်ဒီလိုကြော်ညာဇန်ကျော် script မျိုးကိုရေးတာဟာမီဒီယာဘာဝနေတဲ့ကောင်းနေပဲရေးတတ်တာမျိုးဖြစ်ပါတယ်အခုလဲဖြူဖြူတွေးကဆယ်လီစောက်ပေါ်များရဲ့လုံရိုးလုံစင်အတိုင်းလုံချင်တာလုံပြီးသွားရင်အလှပြန်လုံပါဆိုတဲ့ကလန္နာကြထုံးစံအတိုင်းအလှများကိုပြန်လဲလုံနေပြီဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖက်စစ်ကောင်စီကပို့ကုန်တွင်းကုန်များကိုအမေရိကန်ဒေါ်လာကို2100ကျပ်နဲ့အကောက်ခွန်ကောက်ခံနေရကနေပြီးတော့တတ်မှတ်ဈေးကွက်ငွေလဲနှုန်းအမေရိကန်ဒေါ်လာကိုငွေကျပ်3588ကျပ်နဲ့ပြောင်းလဲကောက်ခံမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့ကစတင်ပြီးတော့အကြံဖက်စစ်ကောင်စီရဲ့အကောက်ခွန်ဦးစီးဌာနကမြန်မာနိုင်ငံအတွင်းကိုတင်သွင်းတဲ့တွင်းကုန်များမြန်မာနိုင်ငံကနေတင်ပို့တဲ့ပို့ကုန်များအားလုံးအပေါ်ဘဟုဘရဲ့တတ်မှတ်ဈေးကွက်ငွေလဲနှုန်း အမေရိကန်ဒေါ်လာကို3588ကျပ်နဲ့ပြောင်းလဲပြီးတော့အခွန်စည်းချက်ကောက်ခံမှဖြစ်ကြောင်းစိတ်ကောင်းစီကထုတ်ပြန်ကြေညာလိုက်ပါတယ်။အရင်ကရည်ညွှန်းငွေလဲနှုန်းဖြစ်တဲ့အမေရိကန်ဒေါ်လာကို2100နဲ့ကောက်ခံနေရကနေသတ်မှတ်ဈေးကငွေလဲနှုန်းဖြစ်တဲ့အမေရိကန်ဒေါ်လာကို3588ကျပ်နဲ့ကောက်ခံမယ်လို့ကြေညာလိုက်တာပါ။အဲ့ဒီတော့တွင်းကုန်တွေရောပို့ကုန်တွေရော မူလထက်အကောက်ခွန်က80ရာခိုင်နှုန်းမြင့်တက်သွားတာပါအဲ့ဒီအပေါ်မှာဈေးနှုန်းတွေကလည်း80ရာခိုင်နှုန်းလိုက်ပါမြင့်တက်ရမှာပါအရင်ဈေးနှုန်းနဲ့မကိုက်တော့ပါဘူးလို့ UMFCCI ကစီးပွားရေးသမားတဦးကရှင်းပြထားပါတယ်ဒါအပြင် စစ်ကောင်စီကကောက်ခံမဲ့အခွန်အခများအားလုံးအပါအဝင် American Dollar အပေးယူလုပ်ရမယ်ကိစ္စရများအားလုံးမှာရည်ညွှန်းငွေလဲနှုန်း American Dollar ကို2100ကျပ်အစားအမဈေးကွက်ငွေလဲနှုန်းအမေရိကန်ဒေါ်လာကိုငွေကျပ်3588ကျပ်နဲ့ပြောင်းလဲကောက်ခံခဲ့ခြင်းဖြစ်ကြောင်း ပုပ်ပလီကဘဏ်အတိုင်းဝိုင်းကပြောဆိုနေကြပါတယ်တကယ်တော့ငွေလဲနှုန်းကိုစစ်ကောင်စီဘက်ကပြောင်းလဲပြီးတော့တတ်မှတ်လိုက်တာပါဒေါ်လာ2100နဲ့တွက်နေတဲ့ဟာမှန်တယ်မြအကုန်လုံး American ဒေါ်လာကို3588ကျပ်နဲ့ပြောင်းလဲပြီးတော့တတ်မှတ်လိုက်တာပါအဲ့ဒီတော့စစ်ကောင်စီဘက်ကရစရာရှိတာတွေအကုန်လုံးဒေါ်လာကို3588ကျပ်နဲ့ကောက်ခံမှာဖြစ်တယ်လို့သိရပါတယ်ဒါကတကယ်ကိုအပြောင်းလဲကြီးဖြစ်သွားတာပါစစ်ကောင်စီဘက်ကငွေကြေးဖောင်းပွားမှုတွေကိုလက်ခံတာလည်းဖြစ်တယ် သူ့မှာ budget လုံးငွေ7 billion ပေါင်းနဲ့ချီပြီးတော့ရှိနေတာကိုလည်းဖြည့်ရှင်းဖို့စူးစမ်းနေတာပါဈေးနှုန်းတွေကတော့ထပ်ပြီးတော့မြင့်တက်လာဖို့ပဲရှိပါတယ်ကားဈေးဓာတ်ဆီဈေးစေဝါဈေးနှုန်းတွေအကုန်တက်မယ်လို့ပြည်ရင်း public ကဘဏ်တစ်ခုကအကြီးတန်းအရာရှိတအုပ်ကပြောဆိုထားပါတယ်စစ်ကောင်စီရဲ့ထိန်းချုပ်မှုမရှိတဲ့ ပြင်ပဈေးကွက်မှာအမေရိကန်ဒေါ်လာကိုငွေကျပ်4500ကျပ်ဈေးကွက်ပေါက်ဈေးဝင်းကျင်ရှိနေတယ်လို့သိရပါတယ်။အဲ့ဒီပြင်ပဈေးကွက်မှာလည်းအမေရိကန်ဒေါ်လာတန်ဖိုးများထပ်မံပြီးတော့မြင့်တက်လာမှာဖြစ်တယ်လို့ဈေးကွက်ကျွမ်းကျင်သူများရဲ့အဆိုအရသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းအောင်လံမှာမြို့နယ်စီမံဥက္ကဋ္ဌကျော်နိုင်နဲ့ ဘုံမူကောင်းထက်စော်တို့ရဲ့အမိန့်နဲ့အသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းအမျိုးသားမှန်သမျှမဖြစ်မနေစစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးနေပြီးတော့စစ်မှုထမ်းရန်အကျုံးဝင်တဲ့အမျိုးသားများရဲ့စည်ရင်းများကိုလည်းတရားဝင်ကောက်ယူပြုစုထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဘယ်မာလာဇန်ပိုင်းကစတင်ပြီးတော့အခုဒီဇင်ဘာလနှောင်းပိုင်းအထိအောင်လံမြို့နယ်အတွင်းမှာအသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းမဖြစ်မနေစစ်မှုထမ်းရမယ်လူငယ်အမျိုးသားများစည်ရင်းကိုပြုစုထားရန် မြို့နယ်စီမံဥက္ကဋ္ဌကျော်နိုင်နဲ့စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဘုံမူကောင်းထက်ဇော်တို့ကညွှန်ကြားခဲ့တယ်လို့သိရပါတယ်။လက်ရှိတမျိုးလုံးမှာရှိတဲ့အသက်16နှစ်ကနေအသက်35နှစ်အတွဲအမျိုးသားများစည်ရင်းကိုရက်ကွက်နဲ့ခြေရွာအုပ်ချုပ်ရေးအဖွဲ့များကလိုက်လံစီစစ်ကောက်ယူနေပြီးတော့မြို့နယ်ထံကိုတင်ပြခဲ့ရတယ်လို့သိရပါတယ်။စစ်မှုထမ်းရမယ့်သူများကိုမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီကစင့်ခေါ်မှဖြစ်ပြီးတော့စင့်ခေါ်ချိန်မှမလာရောက်ပါကစစ်တပ်နဲ့ဝင်ရောက်ပြီးတော့ဖမ်းဆီးမှဖြစ်တယ်လို့သိရပါတယ်။စစ်မှုထမ်းရမယ့်လူတွေရဲ့စည်ရင်းဆိုပြီးတော့ဒီသမားနာနှောင်းပိုင်းမှာနောက်ဆုံးအတီးပြုတ်ပြီးကောက်ယူသွားပါတယ်။ မဲမနိုင်တော့ဘူးရှိတဲ့လူရဲ့စရင်ကိုခေါ်မယ်လို့ပြောတယ်စင့်ခေါ်လို့မလာရင်ဖမ်းမယ်ထွက်ပြေးနေရင်အိမ်မှာရှိတဲ့လူတွေရောမိသားစုတွေရောဖမ်းမယ်လို့ပြောတယ်မိသားစုတွေရောလူငယ်တွေရောအကုန်လုံးစိတ်ဆင်းရဲနေရတယ်လို့အောင်လံမျိုးကပြည်သူတွေကပြောဆိုထားပါတယ်လက်တလောဆင့်မှုထမ်းရန်စရင်ပြုစုနေတဲ့အချိန်မှာနေအိမ်များမှာရှိနေတဲ့အသက်16နှစ်ကနေအသက်35နှစ်အတွင်းလူငယ်များဟာ မြည်သည့်နေရာကိုမှတွားရောက်ခွင့်မရှိပဲခရီးသွားခွင့်လည်းမရှိဘူးလို့သိရပါဗျ။စစ်မှုထမ်းရန်အကျုံးဝင်တဲ့သူများဟာတပ်ဆိုင်ရာမိခင်ဒေသကလွဲပြီးတော့အခြားနေရာများကိုခွင့်ပြုချက်နဲ့သာတွားရောက်ရမှာဖြစ်ပြီးတော့အကြောင်းကြားမှုမရှိဘဲနဲ့တွားရောက်ပါကစစ်မှုထမ်းအလဲကျလာတဲ့အချိန်မှာ လူမရှိဘူးဆိုရင်တပ်ဆိုင်ရာမိသားစုကတာဝန်ယူဖြည့်ရှင်းပေးရမယ်လို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကညွှန်ကြားထားတယ်လို့သိရပါဗျ။ Christmas နေ့ကဆိုရင်အောင်လံမြို့ပေါ်မှာစစ်မှုထမ်းဆိုင်ရင်ပြုစုတဲ့အချိန်မှာသကောင်စင်းမှာပါတဲ့လူငယ်တွေနေအိမ်မှာမရှိရင်ဘယ်မှာရှိလဲဆိုတာမျိုးကိုမေးတယ်။ပြည်ပမှာဆိုရင်လည်းတေချောင်စီစစ်တယ်။အဲ့ဒီလိုမျိုးဝင်ဆက်တဲ့အချိန်မှာပေါ်တာဆွဲတယ်ထင်ပြီးတော့အကုန်လုံးရုံးရင်းဆန်ခတ်တွေဖြစ်ကုန်ကြတာပေါ့။ သူတို့တွေရက်ကွက်ထဲကိုဝင်လာပြီဆိုကြတဲ့ကလုပ်ငန်းခွင်ဝင်နေတဲ့လူငယ်တွေလည်းအကုန်ထွက်ပြေးကြတာပေါ့မိဘတွေဆိုရင်လည်းငိုယိုနေကြတာတာသမီတွေကိုအိမ်အောင်ပြန်မလာခိုင်းရတဲ့အခြေအနေဖြစ်သွားတာနယ်ဘက်ကတိုက်နယ်အုပ်စုကြေးရွာတွေမှာလည်းအသက်၁၈နှစ်ကနေအသက်၃၅နှစ်အတွင်းအမျိုးသားတွေကြေးရွာအတွင်းမှာနေထိုင်ခြင်းရှိမရှိစီစစ်နေပါတယ်ရွာတွေမှာတော့လူငယ်တွေကတော့ စစ်ခွေးရဲခွေးတွေလာတဲ့တရင်ကြိုရထားရင်ရှောင်းတိန်ချိန်ရပါတယ်မြို့ပေါ်မှာတော့လူငယ်တွေကမရှိကြတော့ဘူးအိမ်အောင်တွေနဲ့စားဝတ်နေရေးအဆင်မပြေတဲ့သူတွေပဲကြံတော့တာလို့အောင်လံမြို့အခြေဆိုင်ပရိုက်တာအဖွဲ့ဝင်တဦးကမြို့ပေါ်အခြေအနေများနဲ့ပတ်သက်ပြီးတော့ရှင်းပြခဲ့ပါတယ်ဒါအပြင်အောင်လံမြို့နယ်အတွင်းစစ်မှုထမ်းရန်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရေးအတွက်မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌကြော်နိုင်တဲ့ဘုံမှုကောက်ထက်စော်တို့က ပြလို့တိုက်နေပြူစောတိခေါင်းဆောင်အေးထုံးကိုတောင်းဝန်ပေးထားတယ်လို့သိရပါဗျ။အောင်လံမြို့နယ်မှာစစ်မှုထမ်းရလူငယ်များကိုပေါ်တာဆွဲဖမ်းကြည့်ရမှာပြူစောတိများကိုအဓိကအသုံးပြုနေတယ်လို့သိရပါဗျ။ပြူစောတိအဖွဲ့ကလူငယ်များကိုပေါ်တာဆွဲမှုများအပြင် ဖမ်းဆီးငွေညှဉ်းမှုများကိုလည်းလှုပ်ဆောင်နေတယ်လို့သိရပါဗျ။လူငယ်တအူးကိုငွေကျပ်300တရာထိတောင်းပြီးတော့ပြန်လွှတ်ပေးနေတယ်လို့လည်းသိရပါဗျ။ဒါအပြင်အကြမ်းဖက်ဆက်တမ်းနဲ့ပြူစောတိများပူပေါင်းပြီးတော့ဒီဇင်ဘာလ24ရက်25ရက်နဲ့26ရက်နေ့တွေမှာအောင်လံမြို့ပေါ်မှာရှိတဲ့လမ်းစုံလမ်းဝများလမ်းပေါ်ဝများမှာစောင့်ဆိုင်းပြီးတော့လမ်းပေါ်မှာဖြတ်တန်းသွားလာနေတဲ့လူငယ်မှန်သမျှကိုပေါ်တာဆွဲဖမ်းဆီးမှုများဇက်တိုက်လှုပ်ဆောင်ခဲ့ပြီးတော့လူငယ်များလည်းဖမ်းဆီးခံနေရတယ်လို့သိရပါဗျ။ ပြလို့တိုက်နေမှာပေါ်တာဆွဲတာအစိုးဆုံးကတော့ပတ်စံရှိတဲ့ဒူဆိုရင်ငွေကျပ်300နီးပါးတောင်းပြီးတော့ပြန်ရွေးခိုင်းတာတွေအထိပါဖြစ်လာနေတယ်လို့မြေလက်ဗမာကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးအဖွဲ့တာဝန်ခံရဲဘော်ရှားမောင်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ